ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်မလေးရှားရောက်မြန်မာနိုင်ငံသားတွေအတွက်ကျွန်တော် UN နဲ့ပတ်သက်လို့ကျွန်တော်ထပ်ပြောပါဦးမယ်ဆိုတော့ခဏခဏပြောနေကြပဲဒါပေမဲ့ကျွန်တော်ထပ်ပြောဦးမယ်ဆိုတော့ UN နဲ့ပတ်သက်လို့ပြောတဲ့နေရာမှာကျွန်တော်မလေးရှားရောက်မြန်မာနိုင်ငံသားတွေဒီကမှာ overstay တွေတော့ကိုအဓိကပြောပါမယ် ဆိုတော့အဲ့မှာတချို့ကလာမေးကြတယ်အကိုကြီးကျွန်တော်တို့ UN လောက်ချင်လို့အမကြီးကျွန်တော် UN လောက်ချင်လို့အဲ့ UN ကလောက်ရတာမဟုတ်ဘူးเนาะဒီနေ့လဲ online မှာကျွန်တော်ဟိုအကိုတယောက်ပြောတာတွေ့လိုက်တယ်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းထပ်ပြီးမျှဝေမှာအဲ့ဒီအကိုပြောတာလေးကျွန်တော်နည်းနည်းထပ်မျှဝေ UN လောက်ယူရတာမဟုတ်ဘူးเนาะ UN လျှောက်ထားရတာ UN register လျှောက်ထားရတာအဲ့ဒါကိုလဲဗမာတွေလျှောက်ရမလဲဆိုဆိုကျွန်တော်ခဏခဏပြောတယ်အဓိကကိုယ်တိုင်လျှောက်ကိုယ်တိုင်လျှောက်ကြတာရှိတယ်ကိုယ်တိုင် online မှာလျှောက်လို့ရတယ်အာ အရန်လွယ်တယ်အရန်လွယ်တယ်ဆိုတာကမလုံတက်တဲ့လူတွေအတွက်ခဲင်းတယ်ပေါ့နော်ဒါပေမဲ့အာဒါကသင်ယူလို့ရတယ်သင်ယူလို့ရတယ်နော်ဟိုလောက်တက်သွားပြီဆိုလို့ရှိရင်အရန်မခက်ဘူးဆိုတော့ online မှာလည်းကိုယ်တိုင်ရှောက်လို့ရတယ်လို့ဒါပေမဲ့ပို့ထောက်ချင်ရင်ကိုယ့်ရဲ့တက်ဆိုင်ရာအာ community ယုံနေ community ယုံနေဆိုတာတိုင်းရင်းသား community ယုံနေရှိဟိုဟာပေါ့ကချင်းအာကယားချင်း အာမောရခိုင်ထားတော့ NND ရှိတယ်ပေါ့နော်အဲ့လိုယုံနေရနေပြီးရှောက်ထားလို့ရတယ်နော်ရှောက်ထားလို့ရတယ်အဲ့လာကိုလည်းဂျားပွဲသားတွေနဲ့မရှောက်ထားဘဲနဲ့ကိုယ်တိုင်ရှောက်နိုင်ရင်ပိုကောင်းပါတယ်လို့ကျွန်တော်ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရင်အားလဲချက်နေတာဖြစ်တဲ့အတွက်ကျွန်တော်စကားလဲဒီဟာကိုလည်းကျွန်တော်အရင်ပြောခြင်းတဲ့အတွက်ကျွန်တော်ဗီဒီယိုကနည်းနည်းတော့ရှင်းမယ်ဗျဗီဒီယိုနည်းနည်းတော့ရှင်းမယ်ဆိုတော့ကျွန်တော်အဲ့မှာဒီနေ့အကိုတယောက်ဘာပြောလဲဆိုတော့ အတော့ပြောတာမင်းတို့မလေးရှားမှာတဲ့အခုပေါ့နော်2023 24မှာ UN ရှောက်ရတာအရန်လွယ်တယ်တဲ့အိမ်မထိုင်နေနေဖုန်းခေါ်ပြီး appointment ယူလို့ရတယ်တဲ့ငါတို့ခစ်တုံးကတစ်ချိန်တုန်းက2018 19လုံးမှာပေါ့ UN ရုံးရှင်မှာနေစင်တဲ့မြတ်သွားတန်းစီရတယ်ပြီးလို့ရှင်အဲ့မှာ security တယောက်နဲ့အချင်းပြောင်းနေမှာအဲတယောက်ရှိမှာသွားတန်းစီလိုက်တယ် တော်တက်စီလိုက်တဲ့ခါမှာအဲဆက်ဂျူရီကနေပြီးတော့ဟောက်ပြီးတော့လွတ်လိုက်တယ်အာမရသေးဘူးသူကမင်းတို့ appointment ကိုဆောက်အာတခါနောက်ပြန်ဆုတ်တခါတော့တန်းစီအာတခါနောက်ပြန်ဆုတ်သူအဲ့လိုမျိုးနဲ့ဒုက္ခတွေခံတာတလနှစ်လမဟုတ်ဘူးနော်နှစ်လသုံးလအထိအဲ့လိုမျိုးဒုက္ခခံပြီးတော့မှ UN ထဲမှာ appointment တစ်ခုကိုရယူနိုင်ခဲ့တာ UN ကကိုအဲ့လိုခက်ခဲရင်ရယူနိုင်ခဲ့တာသူတို့ကလည်းဒီလိုပဲရယူခဲ့ရတာအခုလိုမျိုးအိမ်မှာထိုင်နေရင်နဲ့ဖုန်းခေါ်တဲ့အချိန်လောက်ပဲပြီးပြီးတော့ဖုန်းခေါ်ပြီး appointment ကိုရအောင်ယူလို့ရတဲ့ ခစ်မဟုတ်ဘူးလို့သူပြောတာအမြတ်မှန်တယ်တကယ်ပါ UN ကလှုပ်ယူလို့ရတာမဟုတ်ဘူးနော်ဆိုတော့အာ UN ရမယ်ပတ်စံဘလောက်ပေးရင်ငါက officer နဲ့ဘလို့ရင်းနှီးလို့ပါအဲ့ဒါကြီးမလုံနဲ့မလုံနဲ့လုံးဝအလိမ်နေပါ UN ရဖို့အတွက်ကျွန်တော်တို့အားစိုက်ရမယ် UN ရဖို့အတွက်ကျွန်တော်တို့ UN ကိုရကြင်အားစိုက်ရမယ်ဆိုတော့ UN ရကြင်ရင်ဆိုတော့ UN ရရင်ဘာလို့ဒီနိုင်ငံမှာကျွန်တော်တို့ over stay ဘဝနဲ့နေရတာကိုမလုံခြုံလို့ UN လေးမြတ်ရခဲ့ရင်ပို့ပြီးတော့အထောက်အထားလေးတစ်ခုရတယ်ဆိုတဲ့အနေထားနဲ့ UN ရကြင်ရင် စ조사ရမယ် UN ရဖို့အတွက်ကို UN ကို UN အဲတချို့ရှိတယ်ကိုကြီးကျမတို့ UN လောက်ချင်လို့ကျွန်တော်တို့ UN UN လောက်ချင်လို့မဟုတ် UN register ပေါ့နော် UN ရှောက်ထားတာပေါ့ UN မှာကျွန်မကျွန်တော်တို့ကျမတို့ရှောက်ထားကြတယ်အဲ့ဒီဟာကိုကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဘု து ရှိမှာတော့ဘလောက်နဲ့ဘု து ရှိမှာတော့ဘလောက်နဲ့လို့မလျှောက်ပါနဲ့ပတ်စံ150ကိုလည်းမနှမျောပါနဲ့ UN အဲကိုယ့်ရဲ့သက်ဆိုင်ရာ community ရုံးနေရှိတယ် NLD ယုံနေရှိတယ်ချင်းရှိတယ်ကရင်ရှိတယ်ကချင်ရှိတယ်အရှမ်းရှိတယ်ရခိုင်ရှိတယ်မွန်ရှိတယ်ယုံနေအများကြီးရှိတယ်ကိုယ့်ရဲ့သက်ဆိုင်ရာ community ယုံတွေကိုတွား UN ကအ UN register တွားလျှောက်လို့ရှိရင်အရင်ဆုံးအဲ့ဒီ community ယုံရဲ့ member ကအရင်လောက်ရတယ် member ကကနေပြီးတော့မှအဲ့ဒီယုံကနေပြီးတော့ပဲထောက်ခံခြင်းနဲ့ UN register တင်ပေးတယ်အဲ့တော့ UN register တင်တာ free UN အ community ကတက်ကတ်လောက်လို့ရှိရင်120အဲ့ဆို community ကတက်ကတ်လောက်ရင်30 ာလစဉ်ကြီးကတလောက်ကို10နဲ့တနှစ်စာ 120အားလုံးပေါ်မှာ150ပဲကုန်တယ် UN register က free เนาะမဆိုင်ဘူး UN register မှာဘယ်ယုံမှာပတ်စံမတောင်းပါဘူးအဲ့တော့ community ယုံနေဒီမှာကိုယ်ကနေသွားရှောင်းရင်အားလုံးက150ပဲအဲတချို့တော့ရှိတာပေါ့ဗျာကိုနဲ့ရင်းနေတဲ့တငယ်ချင်းတွေရှိလို့အယောက်မင်းအတွက်ကားက90လို့ကားက100တို့အဟိုမှာရှောက်လာတာဘလောက်တို့ပေးလို့လုထတာတော့တမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အဲဂျားကနေပြီးတော့ဟိုဂျားပွဲသားတွေကနေပြီးတော့ကျွန်တော်လုပေးမယ်တို့ကျမလုပေးမယ်တို့ဆိုရင်ဖြစ်နိုင်မလုစေချင်ဘူးဗျာဘာကြောင့်မလုစေချင်ဘူးလဲဆိုတော့ကျွန်တော်က ဲ့နေရာမှာဘလူ့မှာပုတ်ခတ်ပြောနေတာမို့ဘာကြောင့်မလုပ်စေချင်လဲဆိုတော့ကျွန်တော်တို့ကဗမာသွားပြီးသိရလဲဆိုအခု2019 20 21 22 UN register ရှိတဲ့သူတွေဒီ UN မှာ appointment ရဖို့တဲ့ရှောက်ထားနိုင်ပါလိမ့်လို့ခေါ်တဲ့ခါမှာတွတ်တွေ့အဲ့ဗမာဘာတွေဘာတွေတွတ်တွေ့လဲဆိုတော့တချို့ကိုရန်ရုံးကိုတွတ်လောက်တာမဟုတ်ဘဲနဲ့ဂျားပွဲသားတွေနဲ့တဆင့်ခံနဲ့လုပ်တဲ့ခါမှာအဲ့ ဂျားကလုပ်တဲ့လူတွေကအဲ့ဒီ NLD ရုံးဖြစ်ဖြစ် UL community ရုံးဖြစ်သွားပြီးသွားလို့ရှင်လူတွေအများကြီးစာကိုအထက်လိုက်ကြီးလုပ်လာ email ပေးဆိုလို့ရှင်အာ email ကိုလည်းသူကမမှတ်မိဘူးမမှတ်မိရတယ်အဲ့မှာရုံး email တာထည့်လိုက်ဗျာဖုန်းနံပါတ်ပေးဆိုလို့ရှင်လည်းဖုန်းနံပါတ်ကတိတ်ရေးရမရှိဘူးဗျာအဲ့အဲ့တော့အဲ့တော့အဲ့မှာထည့်လိုက်အဲ့ဖုန်းနံပါတ်ကကတ်သေးလားမသေးလားမသိဘူးဖုန်းနဲ့ကြည့်ထည့်လိုက်ဗျာအဲ့လိုမျိုးတွေနဲ့ထည့်လာတဲ့အခါမှာနည်းနည်း register တော့ထွက်လာတယ်ဗျာ register လည်းထွက်လာတယ်အဲ community card လည်းရလာတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာအချက်လက်တွေကပြည့်ပြည့်စုံစုံပါမလာဘူးပြီးတော့နောက်တစ်ခုက UN အခုအဲ့ဒီเออဒီ appointment ရဖို့ရှောက်ထားတဲ့နေရာမှာ UN ရှောက်ထားတဲ့နေဆွဲအဲ့ UN ရှောက်ထားတဲ့နေဆွဲကလူတိုင်းလူလူဒုက္ခရောက်တယ်ဆိုတော့ UN ရှောက်ထားတဲ့နေဆွဲမပါတဲ့လူတော်တော်များများကြုံရတယ် ဆိုတော့အဲ့ဒီချိန်မှာဘာလုပ်ရလဲဆိုတော့အဲ့ဒီ community ရုံးတွေကိုလျှောက်ခဲ့တဲ့ community ရုံးတွေကိုပြန်သွားပြန်သွားပြီးတော့မှ community တွေထဲမှာသွားပြီးတော့ရိုက်ပြီးရှာရတယ်အဲ့ချိန်မှာရှိတဲ့လူလည်းရှိသလိုတချို့မရှိတဲ့လူလည်းမရှိဘူးတချို့ဆိုလို့ရှိရင်ဘသူကလာလောက်ခဲ့လိုက်လို့လာလောက်သွားမှန်းတော့မသိဘူးပေါ့နော်နံပါတ်တွေဘာတွေမမှတ်မိတာတွေတချို့ဆိုရင်အာကျွန်တော်က21က UN register လျှောက်ထားတယ်22ကလျှောက်ထားတယ်ဘာမှလဲဆိုဘာမှမရှိဘူးလျှောက်ထားတယ်ဘယောက်သွားပျောက်သွားပြီသွားပြီပေါ့ ်ဒါပေမဲ့ရတယ်ကျွန်တော်တို့ community ရုံးတွေကိုသွားလို့ရှိရင်ကိုကအဲ့တုန်းကဘယ်နာမည်နဲ့ရှောက်ခဲ့တာပါဆိုပြီးတော့အာတည်တည်ချာချာလေးပြောပြနိုင်တော့ကျွန်တော်တို့ပြန်ရှာလို့ရတယ် community ရုံးတွေကလည်းလုတ်ပေးတယ်နော်တကယ်လုတ်ပေးပါတယ်အဲ့ဒါဘယ်ရုံးရုံးတော်တော်များများကျွန်တော်ဟိုကြုံမှုတယ်တကယ်လုတ်ပေးပါတယ်အဲ့တော့ အဲ့လိုမျိုးတွေဂျားကန်တွေနဲ့မလျှောက်စီခြင်းဘူးဆိုတာဘသူဘသူကမှပုတ်ခတ်တာမဟုတ်ဂျားကန်တွေကလည်းတချို့ကတကယ်လုတ်ပေးတဲ့လူတွေရှိရလေထားပါတော့ကိုယ်တငယ်ချင်းကအိုသမားကိုကအမှန်သမားအာတငယ်ချင်းကြီးမင်းမတော်နိုင်ဘူးလားအရရဲကွာငါ့ကိုကားကားလေးပဲငါတော့ပေးမယ်ဆိုပြီးတော့လုတ်ပေးတဲ့တငယ်ချင်းတွေအများကြီးရှိပါတယ်ကျွန်တော်ဘသူမှဘသူမှပုတ်ခတ်တာမဟုတ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုလိုချင်တော့တစ်ခုဆွန့်လို့ရမယ်ဘလို့မျိုးတွေဆိုတော့အာငါတို့အလုံးမအားလို့ငါတို့ရဲဖတ်မှကြောက်လို့ဘာဖြစ်လို့ညာဖြစ်လို့ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီယုံကိုတွားဖို့အတွက်အလုတ်တည့်ရဖြတ်ချင်လဲဖြတ်ကြမယ် ဒါမှမဟုတ်အလုပ်တွေဖြည့်ရင်လည်းဖြည့်မှာဒါမှမဟုတ်ကျွန်တော်တို့သွားဖို့အတွက်အဲ့ဒီရုံကိုသွားလို့ကားက100ကုန်မယ်ဆို150 200ကျရင်လည်းကျမယ်ဘာလို့လဲကျွန်တော်တို့မြန်မာကားတစ်စီးယုံကြည်ရတဲ့ကားစီးကိုငှားမယ်ကျွန်တော်တို့ဟိုလမ်းဘလော့ရှိရင်တော့ကိုယ်ရှောင်သွားမယ်တစ်ရက်လောက်ပေါ့ဗျာတစ်ရက်လောက်အဲ့လိုလေဒုက္ခခံပြီးတရက်လောက်တော့သွားစီချင်းနေရုံမတည့်ရိုက်သွားပါရုံမတည့်ရိုက်သွားတင်ပါအဲ register တင်ရင်တော့ရုံမတည့်ရိုက်သွားတင်စေချင်တာအဲ့ဒါလေဆိုတော့အဲ့လိုမျိုးပြောချင်တာအဲ့တော့ UN register ရဖို့အတွက်ကိုကိုယ်တိုင်လျှောက်ထားတာနဲ့ဆိုင် community ယုံနေကိုသွား community ယုံနေမှာ member ကတ်ယူ member ကတ်ကနေတစင် UN register လျှောက်ထားဈေးချင်ပါတယ်ဘာပဲဖြစ်ဖြစ်ဗျာအကြောင်းတစ်ခုခုကြုံလာရင်ဆက်သွယ်ရန်ဖုန်းနံပါတ်တစ်လုံးတော့ရတယ်လို့ခင်ဗျားတို့စိတ်ထဲမှတ်ထားလိုက်ကျွန်တော်တို့အကြောင်းတစ်ခုခုကြုံလာလို့ဘယ်သူမှဖုန်းဆက်လို့မရတဲ့အချိန်မှာအကြောင်းတစ်ခုခုကြုံလာရင်အဲ့ဒီယုံကိုဘယ်လိုပဲဖြစ်ဖြစ်ဆက်သွယ်ရန်ဖုန်းနံပါတ်တစ်လုံးရတယ်လို့မှတ်ထားလိုက်တစ်တစ်လုံးမှ150ပဲကြာတာဗျာ ကွန်မြူနတီရုံးတိုင်းကိုသွားလုပ်ကြည့် member ကတ်လျှောက်ထားခြင်းအတွက်တစ်နှစ်စာတစ်နှစ်စာ120နဲ့ member ကတ်30နဲ့150ရုံးတိုင်းမှာ150ပဲဘယ်ရုံးမှာ200ဘူးမတောင်း150ပဲကိုယ်တိုင်သွားလျှောက်ကြည့်အဲ့တော့ပတ်စံ150ကိုတစ်နှစ်စာအတွက်ဒီရုံးမှာ member သွားဝင်တာဘာပဲဖြစ်ဖြစ် ဖုန်းခေါ်ဆိုမှုအတွက်ဖုန်းတစ်လုံးတော့ဖုန်းခေါ်ဆိုမှုဖုန်းတစ်လုံးတော့ရတယ်ဗျာတချို့ကပြောတယ်ဘယ်ယုံမှအာမကိုရပါဘူးဗျာဟိုယုံမဟုတ်ပါဘူးအခက်ခဲတွေအများကြီးရှိတယ်အဲ့ဒီအခက်ခဲတွေကိုနောက်ရကြရင်ကျွန်တော်တခါဗီဒီယိုဖိုင်နဲ့တတ်တတ်ထပ်ပြောဦးမယ်အခုကအတိအကပြောချင်တာပါလဲဆိုတော့ UN ကလုပ်ယူလို့ရတဲ့အရာမဟုတ်ဘူး UN ရဖို့အတွက်ဆိုလို့ရှိရင်ကိုယ်တိုင်စ조사ရမယ်အာအတိအကနံပါတ်1ဘယ်မှာစ조사ရမလဲ UN register တင်ဖို့အတွက် UN register ကို community ယုံတွေကိုကိုယ်တိုင်သွားပြီးထိထိရောက်ရောက်တင်ပါဆိုတော့ အတိကဒီဗီဒီယိုကဒီချက်ကအဲ့ဒါပဲအဲ့တော့ကိုယ်တိုင်ကိုယ်တိုင် community ရုံးနေကိုသွားကိုယ်တိုင် UN register ကိုရှောက်နော်ဟိုကျွန်တော်တို့ CDM ပဲဖြစ်ဖြစ်အာတို့နိုင်ချင်းနဲ့ပဲပြေးလာတာဖြစ်ဘာအကြောင်းညာဖြစ်ရုံးနဲ့တည်းရိုက်ဆွေးနေကျွန်တော်တို့ဘာတွေဆက်တင်လို့ရမလဲဘာလို file မျိုးတွေဆက်ပြီးတော့အချက်လက်တွေပေးလို့ရမလဲဓာတ်တွေကိုထပ်ပြီးတော့ဆွေးနွေးပြီးတော့လုပ်စီခြင်းနဲ့တင်စီခြင်းနဲ့အာသူများစကားမှာလမ်းမဆုံးပါနဲ့ အဲတချို့ကရှိတယ်အကွန်မြူနတီရုံးနေရလဲအလကားပါကွာဘာမှလုပ်မရဘူးလို့ပြောရလူတွေရှိတယ်သူများစကားမှလမ်းမဆုံးပါနဲ့အခုကျွန်တော်ရဲ့ဗီဒီယိုဖိုင်အဆုံးအစကြည့်ရင်နည်းနည်းသဘောပေါက်မှထင်တယ်ကျွန်တော်ဆရာကြီးလို့တာမဟုတ်ပါဘူးကျွန်တော်ပြောတာဒါလုံးဝဖြစ်စဉ်လုံးဝလမ်းကြောင်းပဲအရင်ဆုံး community UN register စတင်လျှောက်ရတော့မယ်အဲ့ချိန်မှာကိုယ်တိုင် community ရုံးတွေကိုတွားပြီးတော့ကိုယ်တိုင်လျှောက်ထားပါအဲ့ဒီရုံးလိမ့်စာတွေကိုမသိလို့ရှင် online မှာ ပို့တစ်ခုကောက်တင်လိုက်ကျွန်တော်ဘယ်ယုံသွားခြင်းလို့ကျွန်တော်ကိုလိပ်စာလေးပေးပါလို့ပို့တစ်ခုသွားတင်လိုက်လာပေးမဲ့သူတွေအများကြီးပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကူညီတတ်ပါတယ်ဗျကူညီတဲ့စိတ်နှလုံးသားအမြဲရှိပါတယ်ကြည့်လိုက်ပါအဲ့ဒါအဲ့လိုကူညီတဲ့စိတ်နှလုံးသားရှိလို့ရှိရင်ထပ်ပြောလိုက်ဦးမယ်အာမလေးရှားမှာဗျာခင်ဗျားတို့ပွဲစားတွေမြန်မာလိန်နေတာအများကြီးပဲလို့ထပ်ပြောဦးမယ်ဒါဒါမြန်မာခင်ဗျားတို့ပုတ်အဲ့အဲ့ဒီဟာကိုအပြစ်ပြောခြင်းမြန်မာပြည်ကိုပြောမြန်မာပြည်ကျွန်တော်တို့နိုင်ငံကြီးစုပ်ပြတ်တတ်နေလို့အဲ့ဒါတွေပေါ်တာဘာလဲဒီလား တောမီလောင်လို့တောကြောင်လက်ခမောင်းခတ်တာအဲ့ဒီစကားုံသိရမလားအဲ့ဒါပဲကျွန်တော်တို့နိုင်ငံကောင်းနေလို့ရှိရင်အဲ့ဒါတွေကိုကာကွယ်လို့ရတယ်ကျွန်တော်တို့နိုင်ငံမကောင်းလို့အဲ့ဒါတွေဖြစ်ပျက်နေတာပဲဟာတောမီလောင်လို့တောကြောင်လက်ခမောင်းခတ်တာဒီဗီယိုလေးဖိုင်ကြီးရဲ့ဒီလောက်ပဲကျွန်တော်ဒီဗီယိုဖိုင်မှာနော်ရှင်းရှင်းလေးပြောတာ UN register စတင်မှုအတွက်ကိုပဲကျွန်တော်အဓိကပြောတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်